မီးပုံးပြန်မလုံလုံဆိုင်ညစ်နေရတဲ့တောင်ကြီးတစ်ဆောင်တိုင်းဝဲလာသူတွေကအခုလောလောပြေးခဲ့တဲ့ဆန်းဆန်းခန့်လိုင်းပြည်သူများအားလုံးပဲမင်္ဂလာပါရှင်တောင်ကြီးတစ်ဆောင်တိုင်းဝဲတော်ကလက်ရှိမှာကျင်းပနေရဖြစ်ပြီးမြန်မာတနိုင်ငံလုံးကအဲ့တဲ့တွေတော်တော်များများအရောက်လာခဲ့ကြတဲ့ပွဲဆိုလဲမမပါဘူးတစ်ဆောင်တိုင်းဝဲတော်ကြီးကစီကားလုံးပြီမဲ့လေရာသီဥတုအခြေအနေကြောင့်ပွဲကအခြေအနေမလာမပါဖြစ်နေရတာပါ29ရက်နေ့ကနေ31ရက်နေ့အထိသာရာသီဥတုကကောင်းတာဖြစ်ပြီးကျန်တဲ့ရက်တွေမှာမိုးရွာလို့မီးပုံးပြန်မလွတ်တင်ရပါဘူးအ ဖိန်းနဲ့ညအထီကိုမီးပုံးပြန်ကလွတ်တင်လို့မရပဲဖြစ်နေခဲ့တာပါအဝေးကလာတဲ့ဧည့်သည်တွေရောနေခင်တွေကပါမီးပုံးပြန်လွတ်မလားဆိုပြီးစောင့်ကြည့်ခဲ့ကြတာပါကွင်းထဲမှာကွင်းပြေးကွင်းရှံလာကြည့်ကြပေမဲ့လည်းမီးပုံးပြန်ကတရမကိုမလွတ်ဖြစ်ပါဘူးတညကိုတလုံးလောက်သာလွတ်ရတဲ့အခြေအနေဖြစ်လို့အရန်ကိုဝန်းနေနေကြတာဖြစ်ပါတယ်မိုးကလည်းရွာတဲ့အပြင်မီးပုံးပြန်ကလည်းမလွတ်တာကြောင့်အားလုံးကတော့စိတ်ညစ်နေခဲ့ကြတာပါအဲ့ဒီအချိန်မှာဆိုင်းဆိုင်ခန့်လိုက်ကလည်းပွဲကင်းထဲကိုရောက်ရှိနေပါတယ်ဆိုင်းဆိုင်ခန့်လိုက်ကတောင်ကြီးသားဖြစ်တဲ့အတွက်ပွဲလာလေနေခဲ့တာဖြစ်ပါတယ် ဒီနေ့မှသူ့ရဲ့ရိုက်ကူးရေးကလည်းရှိနေရကြောင်းတစောင်းနိုင်ကိုရောက်လာခဲ့ရပါအဖိန်နေညာကလည်းတစောင်းနိုင်ကွင်းထဲမှာရှိနေတာဖြစ်ပြီးအယန်းကိုစိတ်ညစ်နေကြတဲ့ပြည်သက်တွေကိုဖျော်ဖြေပေးတာတွေလုပ်ခဲ့တည်ရပါ ဆန်းဆန်းကလိုင်ကပရိသတ်တွေကိုတချင်းတွေဆိုပြကပြောအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်ပရိသတ်တွေနဲ့အတူမြေပြင်ပေါ်မှာတချင်းဆိုပြတာဖြစ်ပြီးစီမောမှာတခန်းတနာပုံစံမျိုးတွေလည်းမရှိပါဘူးမိုက်ဆိုရင်လည်းကျိုးနဲ့မိုက်လေးပဲတချင်းဆိုပြခဲ့တာဖြစ်ပါတယ်တကယ်ဆိုရင်သူ့အနေနဲ့အခုလိုမလုပ်ပေးလဲရပါပေမဲ့တမင်တသက်ကိုလုပ်ပေးခဲ့တာဖြစ်ပါတယ်ဆန်းဆန်းကလိုင်ကသူ့ရဲ့ဒေသစီကိုလာလေတဲ့ဧည့်သည်တွေကိုအခုလိုမျိုးဖျော်ဖြေပေးခဲ့ရာကြောင့်ချီးကျူးခံနေရတာဖြစ်ပါတယ် တောင်ကြီးသားတွေအတွက်ကတော့တောင်ကြီးတစောင်းနိုင်ပွဲဆိုတာအဖိုးမပြတ်နိုင်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ငွေတွေကိုလေထဲမှာရှိုးပစ်တယ်လို့ဝေဖန်နေကြပေမဲ့လည်းတကယ်တမ်းတော့တောင်ကြီးသူတောင်ကြီးသားတွေအတွက်ကတော့ဒါကရိုးရာတစ်ခုသာဖြစ်ပါတယ်။မိဘုံပြန်တဲ့မြတ်စွာဘုရားကိုပူဇော်တာဖြစ်ပြီးမိဘုံတလုံးဖြစ်လာဖို့ဆိုတာလူပေါင်းများစွာကအချိန်ငွေစိတ်အင်အားအလုံးကိုမြုပ်နှံထားရတာဖြစ်ပါတယ်။ မီးပုံးမြန်ဆိုတာကလနဲ့ချီလောက်ရတာဖြစ်ပြီးအစားအသောက်ပြက်ပြီးလောက်ကြရတာပေါ့ရန်တွေနဲ့လောက်ရတာကြောင့်အနာတရရှိတတ်ကောင်တချို့ရက်ဆိုရင်အိမ်မပြန်မဲတနေရာထဲမှာစုလောက်ကြတာပါငွေရှိုံနဲ့ရတဲ့အရာမျိုးမဟုတ်ဘဲဝါသနာနဲ့မီးပုံးပြန်ကိုချစ်တဲ့တောင်ကြီးသူတောင်ကြီးသားတွေရဲ့စိတ်အားလုံးကိုအရင်ခံထားပြီးမှမီးပုံးပြန်တစ်လုံးဆိုတာဖြစ်တည်လာတာဖြစ်ပါတယ် မိဘုံမြန်တလုံးကောင်းကင်ပေါ်မှာလှုပ်လိုက်ရတာကသူတို့ပြုစုထားတဲ့ပန်လီတပွင့်ရှင်တန်လာတယ်လို့ခန့်စားရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ရာသီဥတုအခြေအနေမကောင်းတဲ့အချိန်မှာမီးစရာတွေကမလို့ပဲစောင့်ကြည့်ကြတာဖြစ်ပါတယ်။မိဘုံမြန်လှုပ်ဖို့ဆိုတာလေလဲငိမ့်မှဖြစ်တယ်လို့မြူမဖုံးမသာမီးရှူးကိုမြင်ရမှဖြစ်ပါတယ်။ပြီးခဲ့တဲ့၃ရက်နေ့ရမှဆိုရင်မိဘုံမြန်ပွဲမှာနမဲကြီးမီးတလုံးဖြစ်တဲ့တောင်ပိုင်းမီးကအဝေးကလာတဲ့ဧည့်သည်တွေကိုညှတာတဲ့အနေနဲ့လွတ်တင်ပေးလိုက်ပါတယ်။တင်းရနဲ့ချီလှုပ်ထားတဲ့မီးကိုမြူကင်းမသာသူတို့အနေနဲ့လွတ် းချင်တာပါဒါပေမဲ့လည်းတောင်ပိုင်းမီးစရာကအလားဆောင်ကြီးတဲ့သူတွေကိုတနာတာကြောင့်အနစ်နာခံပြီးတော့လွတ်တင်ပေးလိုက်တာဖြစ်ပါတယ်မီးကအစွမ်းကုန်လှပေမဲ့မြူဖုံးလို့မမြင်လိုက်ရတဲ့အပေါ်မှာအရန်ကိုဝန်းနေနေကြတာလည်းဖြစ်ပါတယ်တောင်ကြီးရဲ့ရိုးရာဖြစ်တဲ့တောင်ကြီးတစ်ဆောင်တိုင်းပွဲတော်မှာပါဝင်အားဖြစ်ပေးနေတယ်ဆိုင်းဆိုင်ခန်းလိုက်ပေါ်မှာဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်